နန်းဆွေဒီဆိုနဲ့ဂျီဖက်တို့ဟာတရားဝင်လက်မခွင့်သေးဘူးလို့ပြောလာတဲ့လွန်ပိုင်းအားလုံးပဲမင်္ဂလာပါ MCL Dots News Channel ကနေကြိုဆိုပါတယ်နန်းဆွေဒီဆိုကငယ်စဉ်ကစကြိုးစားခဲ့တဲ့ကောင်မလေးဖြစ်ရှင်တန်းခဲ့ပြီးမိသားစုနဲ့ပညာရေးကိုအဓိကထားခဲ့တယ်။သူမရဲ့ငယ်ဘဝမှာအကြောင်းတကြံခဲ့သောပျော်ရွှင်မှုတွေမရှိခဲ့ဘဲစာနဲ့သာဖြတ်သန်းခဲ့ရလို့ပြောဆိုခဲ့ပါတယ်။အနုပညာလောကသို့ဝင်ရောက်မှုမှာငယ်တဲ့ငယ်ချင်းတွေနဲ့တချင်းဆိုချင်းအနုပညာလှူရှာမှုတွေကတစဉ်စတင်ခဲ့တယ်။ သူမကအောင်ရလင့်ခဲ့သောအမှုပညာရှင်တွေနဲ့ငယ်ငယ်ဘဝတွေကရှင်နေခဲ့ပြီးအမြဲအေးအေးလေးနဲ့ပြုံးတည်တတ်သူဖြစ်လူသိများခဲ့ပါတယ်။သူမရဲ့အမှုပညာလမ်းကြောင်းမှာဆိုတော့နဲ့တရုတ်ဆောင်ပြေနှမျိုးလုံးအောင်မြင်ခဲ့ပါတယ်။မြမပြည်ကြီးထဲမှာခဲ့သောတခြင်းတွေနဲ့လူကြိုက်များလာခဲ့ပြီးဇလန်တွဲအိမ်နဲ့လည်းပါဝင်ခဲ့တယ်။နန်းစုကဆိုတော့ဂျီဖန်နဲ့ချစ်သူတတနှစ်နှစ်ကျော်ရှိလာခဲ့တော့လဲလက်ရှိချိန်တွေမှာထိလဲရှာလဲဖြစ်နေတယ်။သူတို့နောက်ကမကြခရအစင်မပြေမှုတွေဖြစ်ပွားကလမ်းခွဲမဲ့လို့အခအားလျော်စွာတည်င်းထွက်ခဲ့တော့လဲနောက်ပိုင်းမှာပြန်လဲတင်းမြတ်ခဲ့ပါတယ်။ ဒီဘက်ကနန်းစုတဲ့တခြင်းတွေရေးဆက်ပေးခဲ့ပြီးသူမရဲ့လှပကိုဂုဏ်ပြုခဲ့တယ်။ထို့သောနောက်ပိုင်းမှာနှစ်ဦးကြောင်းအဆက်အသွယ်နဲ့လာကတည်တံ့လှုံ့ဆော်မှုတွေပုံပုံများပြလာခဲ့ပါတယ်။သူမကအခြေအကြီးလက်ရှိမှာဘာမှတိတိကျကျပြောလို့မရသေးဘူးထိလဲရှာလဲအခြေအနေဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေအထားလိုပဲပြောကြခဲ့ပါတယ်။ထို့ပြင်စိတ်ဆိုးစရာနာကျင်စရာတွေကိုထက်ကထက်ကခံစားရပါကဆက်လက်တိမခံနိုင်တော့ဘူးလို့ထုတ်ဖော်ပြောဆိုခဲ့တယ်။သူမရဲ့အခြေအရေပေါ်အမြင်မှာမေတ္တာသစ္စာနဲ့ကိုချင်းစာတရားကိုအခြေခံပြီးငွေကြေးတော့မအောင်မြင်မှုထက်စိတ်နှလုံးအပြည့်အဝပေးနိုင်မှုကိုဦးစားပေးပါတယ်။ 2025ခုနှစ်လက်ရှိချိန်မှာနန်းစုနယ်ကြီးဖက်ထရီရဲ့ဆက်ဆံရေးကမရေရာမှုတွေနဲ့ရှိနေဆဲဖြစ်ပါတယ်။နန်းစုဘက်ကစဉ်းစားဆုံးဖြတ်နေဆဲဖြစ်ပြီးအဆက်အသွယ်ပြတ်တောက်နေခဲ့လို့သိရတယ်။နန်းစုရဲ့ဒီဆွေရငယ်ဘဝမှာပညာနဲ့အမှုပညာကိုပေါင်းစပ်ခဲ့ပြီးလက်ရှိချိန်မှာကြီးဖက်နဲ့ရှုပ်ထွေးတဲ့အခြေရေးအခြေအနေမှာရှိနေပါတယ်။သူမရူသားမှုအမှုပညာဆိုင်ရာနဲ့အခြေရေးပေါ်ရဲရင်နဲ့ရည်တည်ချက်တို့ကြောင့်ပြည်သက်တရားရုံဆိုင်မှုကိုဆွေးဆောင်နိုင်ခဲ့သူပဲဖြစ်ပါတယ်။လွန်ကပိုင်ကို1989ခုနှစ်မတ်လ10ရက်နေ့မှာရှမ်းပြည်နယ်တောင်ကျင်းမြို့မှာမှွေဖွားခဲ့ပါတယ်။ မွေးခြင်း၃ရောက်နဲ့အငယ်ဆုံးဖြစ်ပြီးအကိုဖြစ်သူကျော်စုကလည်းတရုတ်ဆောင်တအုပ်ဖြစ်တဲ့ဤပညာတက္ကသိုလ်ကနေမြို့ပြအင်ဂျင်နီယာဘွဲ့ရရှိခဲ့တဲ့တက္ကသိုလ်တက်စင်ကလေးက89ဖွဲ့နဲ့အန်ဒါဂရောင်းဂီတလောကမှာစတင်ခဲ့ပြီးတော့နောက်ပိုင်းမှာရော့စတာအဖွဲ့အဖွဲ့ဝင်ဖြစ်လာတယ်2017ခုနှစ်မှာတုံးပြန်တေးစီနဲ့နာမည်ကြီးလာခဲ့ပြီးမင်းကျော်စွာဘုံနေတို့ကိုကိုကဲတူတော်တခြင်းနေနဲ့လူစိုက်များခဲ့တယ်။ဂိမ်းစထရမ်မှာဖြစ်လဲပိုပိုင်ကြီးပြင်နဲ့လှုပ်ရှားနေပြီးရုပ်ရှင်တွေမှာလည်းတရုပ်ဆောင်ခဲ့တယ်။ဥပမာငါးကုန်နဲ့မှုန်တိုင်းလွှမ်းပိုင်သည် အဆိုတော့ပေါ်ပြီးဆက်စာနဲ့ချစ်သူတက်တန်း၁၀နှစ်ကျော်ရှိခဲ့ပြီးပြည်သက်တွေအတွက်စံပြအတွက်တခုပြေသတ်မှတ်ခံခဲ့ရတယ်။တိုးတော်လက်ရှိချိန်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးသတင်းတွေမှာရှင်းလင်းစွာဖော်ပြမှာပါ။သူ့ရဲ့တခြင်းတွေကလူငယ်ပြည်သက်တွေကြားအထူးရေပန်းစာပြီး SHFN နဲ့ CDFN တို့ကနေအကောင်းဆုံးစုတွေကိုရရှိခဲ့ပါတယ်။